ောင်းရင်ကိုကောင်းရဲ့စင်းနီလေးတွေလောက်တာလေကျွန်တော်တို့တဘာဝကြတယ်တကယ်ကုလာတယ်ကြောက်တယ်စေဆွဲတည်ကျင်တဲ့ညီကိုလေးတွေပေါ့ကျွန်တော်ခုစင်းနီလေးကိုကျွန်တော်တင်ပြပြပါမယ်ဒီစင်းနီကတော့ဒီကိုလေးပြောပြောနေကြတယ်ကိုကောင်းရင်ကျွန်တော်တို့ဘိုက်တွေမှာဗျာလင်းနေရအတက်ဆေးဖြစ်တာပေါ့ကျွန်တော်ပြောနေတာအတက်ဆေးပေါ့ဒီမေးစရာတွေမှာလည်းအတက်ဆေးဖြစ်တယ်ခေါင်းတွေမှာလည်းအတက်ဆေးဖြစ်တယ်အဲ့ဒါကိုကောင်းရင်ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဘိုက်တွေမှာလည်းလင်းနေရဗျာကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဘာစင်းလေးကောင်းလို့ပြောနေညီကိုလေး तू อ่ะ အနာဆိုတာကြက်မဖွဲထုတ်လို့ရတာလေသူကအနာမကြက်သေးဘူးဆိုရင်ကိုကောင်ဘာလို့အမလို့ဆိုပြောရညီကိုကျွန်တော်ပြောမလို့ဒီအဖိုးကြီးပုံလေးဟုတ်ပါနော်ဟန်ညီကိုဒီအဖိုးကြီးပုံလေးကောင်းတယ်ဗျသူကအာချက်လဲပျောက်တယ်ဒီအတက်ဆွေးလဲပျောက်တယ်ဒီအဖိုးကြီးပုံလေးရှိုးရလာတဲ့အာချက်စစ်လို့ပြောလို့ရတယ်အဒီလိုဖြစ်တဲ့ချက်တွေဆိုရင်အခုကျွန်တော်ပြောတဲ့အဖိုးကြီးစေးလေးကိုတခြားလေးတနည်းကိုတခါလိမ့်မိမယ်သုံးခါတော့ဆိုညီကိုလေးအတက်အတက်က မားသွားလိမ့်မယ်မားသွားအချိန်မှာ तू ကအပေါက်ကလေးတွေ့လိမ့်မယ် तू ကလေအော်တိုတို့တဘာဝရလုပ်ပေးပြီးသားအသားလေးတော့ပြမညစ်ထုတ်လိုက်ဟင်အတက်ဆွေးရတန်းကိုပျောက်ပါလေကြာမင်းကြီးကတော့ပုံလေးနီးလေးရလဲဒီလိုလေးပဲကြာပလေးလေးကဒီလိုလေးလာတော့ပလေးလေးကဒီလိုလေးလာအပုံလေးကိုလှုပ်လိုက်တာနဲ့ဒီအမြင်တားလေးပါတော့အဲ့ဒါတုတ်ပြီးကြာကြာမငိမ့်လို့ဗျပြလို့မရဘူးဖြစ်ကျွန်တော်တို့ဒီပေါ်တော့ဒီစလုတ်တွေဒီအောက်တွေမှာလဲပချိတ်တွေအောက်တွေမှာလဲအလုံးတွေ့ရပါ အဲ့ခွဲရလာမေးတယ်အဲ့ကလည်းခွဲထုတ်ရအောင်ဗျအဲ့ကလည်းအတက်ဆွေးပဲဗျသူကဖြစ်တာအတက်ဆွေးလို့ပြောလို့ရတယ်ညီကိုကြီးနော်အားလုံးမင်္ဂလာပါဗျသူညီကိုကြီးကြိုက်တယ်ဆိုရင်တခါတည်းစေတာဗျဒီစားလည်းဘာညီကိုကြီး